အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့နှွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့နေ့ဖပြမယ့်အစာအုပ်လေးကတော့ဆရာကျော်မြတန်းရေးသားထားတဲ့ရုံလွယ်ထိနာဆိုတဲ့အစာအုပ်ကလေးရဲ့ခန်းစပ်ပဲ ဖြစ်ပါရရှင်ထိုးဘိုးတော်များအလိုရှိရာကိုជីကြီးများကပံမိုးနိုင်ကြသောကြောင့်ဘိုးတော်တို့သည် တကိုးပို၍ជីထွာလာတော်သည် ဘိုးတော်တို့ဤပြွက်များအုံဖွာဖြစ်စေတည်းများကလည်းမိမိတို့အားအကျိုးပြုလိမ့်မည်ဟု ထိုပုဂ္ဂိုလ်ကြီးများယုံကြည်ကြပေသည်ဤသို့ဖြင့်ဂျာအေးသူအမေရိုက်တော်သည် ကျွန်တော်တို့အကြောင်းသားဘဝကမြင်းကြံတွင်နတ်လိပ်ပြအဖွဲလူတစုရောက်လာသည်ဇက်ယုံတစ်ခုဤဇက်ခုံပေါ်တွင်နတ်လိပ်ပြအဖွဲကောင်းဆောင်ကဆိုင်းဖြင့်နကသည် မြို့ကန်လူများကနတ်လာမေသည်မေးလာသူဤနာမည်နေရက်ကအစာအကြောင်းဆောင်ကို ဟောကိန်းထိမှန်သောကြောင့်တယောက်လျင်တကြခွဲနှုံးဖြင့်မေးသူများ မပြတ်လာပြီး နတ်လာမေးသူများတိမသွားသောအချက်မှာဇန်ယုံများပုံနကွယ်ကားလေကြားတွင်ထိုင်ကဇန်ယုံနေဝင်လာသူ၏အကြောင်းကိုနတ်ဟောသူအားကြိုတင်ပြောပြနေသည်မြို့ကန်လူတယောက်ရှိနေသည့်အကြောင်းကိုမမြင်မသိကြခြင်းဖြစ်သည်ရှင်နေဘိုးတော်ဘသူကဘာကိုဟောလိုက်တာတိတ်အံ့ဩဖို့ကောင်းတာပဲပြောဆိုဝါဒဖြန်းကြ၏ သူတို့တွေကနန်းလိပ်ပြာနောက်လိုက်များတာတည်းမြင်းလည်းအပြာကောင်းသည်ဖြန်ကြသည် အလက်အပန်အသွဲအဝိုက်ကောင်းသည် ပြားွယ်ဆန်းများဖြင့်ဖန်စာသည် ဤသည်သာလျှင်ဘိုးတော်အကြီးအချင်းဖြစ်လေသည်ကျွန်တော်တို့ငငယ်ရာပုပ်ပားတောင်ကလပ်မှာစကားမပြောဘဲနဲ့ပစိုးပင်လုံးအောင်မဖုံးမဲအိတ်နေတတ်တဲ့လူကြီးတယောက်ကိုအမျက်တွေ့ရတတ်တယ် သူက စိတ်ခိုးမှုနဲ့ရှောင်တိန်လာတဲ့စိတ်တခိုးကြီးမကြမီသူ့ကိုဘိုးတော်ချုပ်ကြီးဖြစ်ဝိုင်းတော့ကိုးွယ်လိုက်ကြတာယခုဝခါအထူးခေစားလာတော့မြမာဘိုးတော်များအကြောင်းခက်ပြောင်ပြောင်းဝါဒဖြန့်ရေးသားထုတ်ဝေတော့စာအုပ်များတွေးရတော့အခါရင်မောမိသည်ကလားဘိုးတော်အကြောင်းစာအုပ်က တအုပ်လုံးပင် ဖြစ်နေသည် ကလားဘိုးတော်ဤရုပ်ပုံကားကြံများပင်ရိုက်ရောင်းနေပြီဟုကြားရသည်အန်တရေကြည်လာပါတကားဤသည်တို့မှာဆရာတက္ကသိုလ်မြတ်သူဤအမြင်အတွေ့များကို ရေးလိုက်ခြင်းဖြစ်ပါသည်ဆရာရေးလိုက်သည်ပုပ်ပန်းတောင်ကလမ်းမှာစိတ်တခိုးကြီးတစ်ဖြစ်လေဘိုးတော်ကျုပ်ကြီးမှာနောင်သောအခါတွင်ဘိုးတော်အောင်မင်းကောင်အဖြစ်ထင်ရှားသော ပုပ်ကိုကြီးပင်ဖြစ်၏ ဆရာမြတ်သူကြီးဆောင်းမားထဲမှာအယူတရောက်ကိုငွေဆက်ကူတွေကင်ခိုင်းပြီးတော့အယူကင်လိုက်တဲ့ငွေဆက်ကူတွေကစီးပွားတက်နိုင်တယ်လို့ပါရှိခဲ့ပါသည် ဖြစ်ပျက်သည့်နေရာမှာမန္တလေးထိုနီးစီစဉ်ဖြစ်ပျက်မျိုးစာရေးသူကိုယ်တိုင်ရန်ကုန်မြို့တွင် တွေ့ဘူးခဲ့သည်ဖြင့်ဘိုးတော်ကင်စာအုပ်တွင်ထည့်ရေးခဲ့ပူပါသည် မန်းတလေးအယူကင်၍မန်းမုတ်ပေးလိုက်သည့်ငွေဆက်ကူကိုတင်းစည်းထားလျင်စီးပွားတရှိန်ရှိန်တက်သည်အဲ့ဒါကတော်ပါသေးသည် ဘိုးတော်ဆွာမီးကသူဤပါဇက်ထဲမှာကွန်ဒရီနှင့်လူဤကိုဘော်တို့ဖြစ်စေစီးသည့်မော်တော်ဆိုင်ကဲမော်တော်ကားဘော်တို့ဖြစ်စေပြစ်ခနဲထွေးလိုက်လျင် စီးပွားတိုးတက်သည်ဟု အဆိုအပြောရှိခဲ့ရာမှာဘိုးတော်ဆွာမီးဤကွန်ဒရီအထွေးခံရန်တန်းစီဆောင်ကြသည် မန္တလေးအယူနဲ့ဘိုးတော်ဆွာမီတို့ကြွားချကြံမှာမန္တလေးအယူကပေးလာသူဤငွေကိုလက်ခံ၍ငွေကို အကောင်အတိုင်းပြန်ပေးသည်ဘိုးတော်ဆွာမီကသူ့ကိုကွန်တရွေထွေးခိုင်းလို့မရသူစိတ်လိုလက်ရရှိပါမှသူ့သဘောအတိုင်းထွေးခြင်းသည်နေရာကိုထွေးသည် ုံတရွေဟူသည်ရုံးရှားဝဲရာဖြစ်တော်လဲမယုံမရှာထွေးခံဖို့တန်းစီဆောင်ရသည်ဘိုးတော်စွာမီးကစိတ်ပုံမှန်မရှိသူတတရရံမနီ ကလားဖက်တီးတွေဝဲသည်အဝါရောင်ပြော့ပြော့တို့ဒီနှင်းခြုံတယ်ကိုဝဲသည်ကုန်းမပြတ်စားသည်ပဇောင်မရိုးစီးထွက်အန်လာသည်ကုန်းတရွေများကိုတုတ်ပြစ်လေးမရှိသည် ဝစ်စင်ဘုံကဖိုယိုဖာယာအသားကမဲမဲပါဇက်တဝိုက်တွင်ကွန်ဒရွေးအစိုးချောင်းများပေကြံနေစမြဲရှိသည် သူမြဲရှိနေတတ်သည့်နေရာမှာပန်းဆိုရန်ဂရင်းဟိုတယ်ပေါ်တီကိုအောင်မှာညာအိတ်တော်လဲထိုပလက်ဖောင်းပေါ်မှာပင်အစားတောက်ကိုလဲတတ်တန်မှန်မှန်မစားစားချင်သည့်အခါဖက်ထဲမှာဟင်းရုံးထမင်းမှာ ပုံရောနယ်ဖတ်ပြီးလံငါးချောင်းနှင့်မဆံမပြဲပါဇက်ထဲထဲစားသည်နယ်ချင်းသလိုနယ်ဖတ်ထားသည် ရောထွေးဟင်းထမင်းများမှာမေးစိပေါ်မှာရောပါးပေါ်မှာရောမြင်းမကောင်းရှုံမကောင်းအောင်ပေကြံနေသည်တီကြတဲ့သရွေးကိုလည်းတပြေးပြေးထွေးလိုက်သေးသည် အိတ်တာကပေါ်တီကိုအောင်ပလက်ဖောင်းပေါ်မှာ ဘိုးတော်စာမိနေထိုင်သည့် Green Hotel ရှိမှမနန်းစောကြီးကလေးကကားကိုဖင်ထိုးရဲ၍ကွန်ဒရီအထွေးခံဖို့စောင့်ကြရသည်၃လရဲ့ဆက်ဆောင်ရသူရှိသလို၄၅ရဲ့ဆက်ဆောင်ရသူလည်းရှိသည်ဘိုးတော်စာမိကိုငွေသာမက ရွှေပေးပြီးကွန်ဒရီထွေးခိုင်းလို့မရသူ့ထွေးခြင်းမှာထွေးသည် ဒါကိုကဘိုးတော်စာမိကို အထင်ကြီးစရာဖြစ်နေသည်သူဤကွန်တရေက တကိုးတန်နေသည်သူ့အနာမှာရစ်တီရစ်တီလှုပ်ပြီးကွန်တရေထွေးအောင်စောင့်သူလဲရှိသည် အလုံးအမင်းယုံကြည်မှုလွန်ကဲနေသူများကမှုသူ့ပလက်ဖောင်းပေါ်သို့ထွေးချလိုက်သည့်ကွန်တရေကိုလက်ကင်ဘဝနှင့်တူထီး၍ပင်ယူကြသည် မြေလဲမရှိုးမိုးလဲမပြန် ကိုလည်းမပြောက်သည် စာမိကလာပလဖောင်းဘိုးတော်ကိုဒီတို့ဒီပုံကိုဝယ်ကြသည်မှာစွာမိကပဲစွမ်းလို့လားလူတွေကပဲပေါ်ကုန်ကြလို့လားဆိုဒီကိုမူစာဖတ်ပရိသတ်ကပဲဆုံးဖြတ်ကြပါကုန်ရှိပါသေးသည်အိမ်ပြေဘိုးတော်သူဖြစ်ရဲ့အကြောင်းကို တူနီးတူဟန်ဖြစ်ဖြစ်ရှင်းရမှာမရည်ရွယ်ပဲနှင့်စော်ကဲမင်းဖြစ်ပမာစကားနှင့်နှိုင်းရမည်ဖြစ်ရစမ်းမှာဤသူတူဤနံမီအရင်မှာမောင်းတန့်စင်မင်းခေါ်မင်းမင်းမိမာများကချောင်ချောင်လဲလဲရှိကြသည်ဖခင်ကစီးစနစ်ကြီးသည်တားကိုလုံလုံမင်းမင်းအလိုမလား ်မိခင်နဲ့အမများကမူတမိဘောင်တယောက်ထွန်းအထွေဆုံးယောက်ျားလေးကို အလိုလိုက်ကြသည် ဖခင်ဖြစ်သူမှာစီးပွားရေးလုပ်ငန်းဖြင့်သွားလာနေရသဖြင့်အိမ်မှာရှိသည့်အချိန်နေပါသည်သူကမိခင်ထံမှ၎င်းအမားများထံမှ၎င်းအကြောင်းမျိုးမျိုးပြ၍လဝါဖြန်သည် မိခင်နဲ့အမများမှာပါဇက်ကပြစ်တောက်ပြစ်တောက်ပြောစီကမူလက်ကမပါသည်မရှိ လက်ပါစမြဲရှိကြသည်သူကသူတငယ်ချင်းများနှင့်တွာလာတုံဖြုံသည် စားသည်တောက်သည်သူနှင့်တွဲသူတွေကလည်းသူ့လိုပင် အိတ်ဖောင်းသူများဖြစ်ကြသည်တောက်သည်ဆိုပင်မဲအရပြင်းတော့မတ်တောက်ရိုးရိုးရိတ်တိတ်ရီရီဝဲဝဲလေးရှိသည် ပြီးရပဲတောက်သည်တနှင်းနမ်းမဲကြီးသည်မန္တလေးတကြံပွဲကိုတွားရောက်ဆင်နွှဲမည်ဟုအရင်တိုင်းပင်ပြုကြသည် သူတို့တွဲပေါ်6ယောက်အနေနှစ်ယောက်က သူတို့အိမ်အခြေအနေအရလိုက်မဖြစ်တော့ကြောင်းစုံစုံစီစီအပြန့်ညင်းသည်၃ယောက်ကတေချာပါ သူကတော့မတင်မကြချက်ချင်းအပြေမပေးနိုင် အိမ်ကခွင်ပြုချက်ကိုရမလိုက်လို့ဖြစ်မည်မို့နှစ်ရက်အတွင်းအကြောင်းပြန်ပြီဟုပြောခဲ့သည် မိခင်ကြီးကလုံးဝခွင်မပြုရဲ့မင်းတယ်ဒီကိုပြောခွင့်ရရင်သွားဟုပြောသည် အမတွေကလည်းမောင်အငယ်ကိုစိတ်မချတော့ကြောင်းမသွားဖို့တားမြစ်ကြသည် ဖခင်ဖြစ်သူအားပြောလျင်တစ်ချက်လုံးအမိန်နဲ့ပယ်ချလိုက်မှသေးချသည် အပြောသာအဖတ်တင်မီသူလဲသူ့ဆုံးဖြတ်ခြင်းနဲ့သူဒီနေ့ခစ်လူငယ်အများစုအပေါင်းသီးများနဲ့ပတ်သက်လာရင်သူတို့လုံနိုင်ပါလျက်ကိုကမလုံနိုင်ဟု ပြောရမည်ကို အလွန်ဝင်လေကြသည် ဖြစ်ခြင်းအဖြစ်နောက်ပြဒနာနောက်မှဟုသဘောတူမည်တစိုးထိုးတစောက်ကန်းလှုပ်ခြင်းသည်ဇယိုက်ကလေးသာသည် ူတို့ကဒါကို ဟန်နှင့်တိတ်ခါဟုတက်လွဲအယူကောက်ကြသည်တကြံကတလာနီပါလိုသေးသည်တငယ်ချင်းများလိုက်မီဟုပြော၍လဝါရိုက်သည်သို့မဟုတ်ဂရီပေသည်တတ်မှတ်ကြီးကတယောက်အ ਨੇ ဆုံး9000စီရှိရမည်လဝါထက်ရိုက်ကြသည်သွားဟာနီးနှစ်ရက်အလိုတွင်မိခင်ကြီးတင်ဆဲထားသည့်လုံဝေရတနာထဲမှ တောင်းချီတန်းသောစိန်ချဲလက်စို့တကွင်းကို1000နေရောင်းပြီးမန္တလေးတကြံပွဲကိုလိုက်ပါ၍မီးကုံရန်ကုန်စင်နှွယ်ခဲ့သည်မန္တလေးသို့အသွားခရီးတွင်ည6နာရီထွက်ရထားနှင့်လိုက်ခဲ့ကြသည် ထိုနေ့ကသူဤဖခင်ကြီးဦးအောင်စင်အိမ်ပြန်ရောက်လာသည်မှာ9နာရီသူ့ကိုမတွေ့သဖြင့်ဇနီးဖြစ်သူကိုမေးသည် မိခင်ကြီးကတငယ်ချင်းအိမ်မှာမွေးနေ့လုပ်ဖို့သွားတယ်လို့လို့ဘာလို့လို့ပြောထားသည်တငယ်ချင်းများနဲ့ရုပ်ရှင်တို့ဘာလို့သွားနေသည်လို့ပဲထင်သည်အဲ့ချိန်ရောက်သည်ဒီပြန်မရောက်တော့မှမန်းလေးစကြံကိစ္စကိုတတိရကြသည်ဦးအောင်စင်ကပရိစိန်နေသည်သားမိသုံးယောက်မျက်ကလေးဆန်ပြဖြစ်နေကြရပြီ။ မင်းမင်းမာအဲ့ချိန်တိုင်အောင်အပြင်းမာမနေစဘူးဥအောင်စင်ပရီးစိတ်ပြီးလျင် အမေးရှိလာတော်မီတားမီသုံးယောက်မှာပေးเสียအပြေမရှိ ဖြစ်နေကြသည်အိမ်တွင်ပွက်လုံးရိုက်တော်မီမှာတေချာသည် ထင်သည့်အတိုင်းပင်ဥအောင်စင်ကဇနီးနှင့်သားသမီးများ အလွန်အကျွံလိုလိုက်မှုကြောင့်မင်းမင်းဒီအခြေအနေမျိုးရောက်ရခြင်းဖြစ်သည်ဟုတားမိ၃ယောက်ကိုဖိဆိုသည် တောက်တခတ်ခတ်နှင့်ဥအောင်စင်ဤဒေါသမှာအမြင့်ဆုံးချိန်သို့ရောက်သွားသည် ဖွေမပြောရင်မဖြစ်တော့သည့်အခြေအနေမှတငယ်ချင်းများနှင့်မန္တလေးစကြံကိုလိုက်သွားဖို့ခွင့်တောင်းကြောင်းပျော်ပြလိုက်ရသည် ဒါဖြင့်မင်းတို့ကအလိုတူအလိုပါခွင့်ပြုလိုက်တာပေါ့ဟုတ်လားကျမတို့ခွင့်မပြုဘူးကိုအောင်စင်သူ့သဘောနဲ့သူလိုက်သွားတာဖြစ်မှာပါနို့နေပါအောင်သူ့သဘောနဲ့သူဆိုတော့မန်းနေတဲ့ကြံကိုတွားပြီးလဲရအောင်ဘဲကပစံရလို့လဲအဲ့ဒါတော့မသိဘူးတငယ်ချင်းတွေကလမ်းစိတ်ခံပြီးခေါ်တာလည်းဖြစ်မှာပေါ့အေးမင်းတို့ပစ္စည်းတွေတွားပြန်စစ်ကြည့်စမ်း ငါတော့ဒီကောင်မဟုတ်တာလှုပ်သွားတယ်လို့ထင်တယ်။အဲ့ဒီတော့မှ အမေကြီးကတိတ္တာကိုတတိတရာဖွင့်ကြည့်ရသည်။ပါသွားသည့်လက်စွပ်မှာမိဘတွေအမွေပေးသွားသည် ပြည့်စည်ဖွင့်မပြောလို့မဖြစ်တော့ဦးအောင်စင်ကို ဖွင့်ပြောလိုက်ရသည်။ဒီတော့မှတားမိ၃ယောက်မှတားနေမောင်ဖြစ်သူအားလုံးမလုံးရဲ့လေချင်း ဖြစ်ကုန်ကြသည် ။ဦးအောင်စင်က တချက်လို့အမိန်ထုတ်လိုက်သည်။ဒီကောင်အိမ်ပြန်လာရင် လုံးဝလက်မခံနဲ့။ကြားလား။အေးနင်တို့လက်ခံရင်နင်တို့ဘာတင်ရဆင်းရမယ်။ငါအကြောင်းနင်တို့သိရနော်။နောက်မှငါအဆိုးမဆိုးနဲ့။အိမ်မှာဘာတွေဖြစ်နေပြီဖြစ်ကုန်ပြီကိုမင်းမင်းကမသိရထားပေါ်ရောက်ကလေးကတငယ်ချင်းတိုက်မှာမြူးရွှင်နေကြသည်မင်းမင်းဘဝမှာတခါဘူးမှာ ခုလိုခရီးမျိုးမထွက်စားဘူးကဲအရန်ပျော်နေသည်နောက်ပိုင်းရင်ဆိုင်ရမည်ကိုလုံးဝမစင်စားမန္တလေးရောက်ပြီးတော့လေလူငယ်တို့တဘာဝမိကုံရန်ကုန်ပျော်ပြေလိုက်ကြသည်မန္တလေးတကြံကလည်းစီမစီရန်ကုန်ကတကြံလိုမဟုတ်တကောင်းတဲ့နွဲအထိပျော်စရာအတွေ့အတွေ့နှင်းထွေးရင်နေသည်အိမ်အပြန်ခရီး အတော်ခရီးတော့ကလို့မဟုတ်တော့ခြာနာသွားပါပြီပွဲသွားတော့ကြော့ကြော့ပွဲပြန်ကြမမော်နိုင် ပွဲသွားကြော့ကြော့ပွဲပြန်တမိုင်မိုင် ဖြစ်ရပြီမီးကုံရမ်းကုံပျော်ခဲ့ကြတော့ကြောင်းအင်းရေးပြက်တွေကများအတုံးစီကလည်းပြက်လူပြက်ခင်မို့သူတို့အားလုံးစကားပင်ဟဟပပမပြောနိုင်ကြတော့ဘူးသူတို့အထဲမှာသူ့အဖြစ်က ပို့ဆိုသည်အိမ်ဝင်မလားပြဒနာတရတထွေကြီးနှင့်ရင်းဆိုင်ရတော့မည်မို့စိတ်မရှင်းရင်မလင်းဖြစ်နေသည်အိမ်ပြန်ခရီးအိမ်တို့အဝင်အပြင်ထွက်မည်ဆဲဆဲဖခင်ကြီးနှင့်ပပင်းသွားတူသည်အိမ်ပေါ်တို့ပင်မတက်ရသည်ဟဲ့ကောင်မင်းအခုပြန်ထွက်သွားဒီနေ့ကစပြီးတော့အိမ်ကိုလာစရာမလိုဘူးအိမ်မော်လည်းတက်စရာမလိုဘူးခဏတစ်ဖြုတ်တောင်မလာရဘူး ဒါငါမိန်ပဲအခုပြန်ထွက်သွားမိခင်နဲ့အမတွေကလည်းမျက်ရည်တွေရည်ယုံမှလွဲရည်တုံတုံမြမလှုပ်ရဲကြသူကိုယ်တိုင်ကလည်းဖခင်ကြီးအကြောင်းကိုတည်တည်ဟင်းဆိုပြီးရင်တပတ်ပြန်မလဲတန်းသူလဲရှေးတို့မှနောက်တို့ပြန်လှဲ့ထွက်ခဲ့ရသည်အမေကြီးရောသမီးတို့ရောဒီကိစ္စမှာလုံးဝဝင်မပါနဲ့ဝင်ပါရင်ကျုပ်တို့အိမ်တော်ပြိုကွဲပြီဒါမှ ။ဦးအောင်စိန်ကပြောပြောဆိုဆိုတူသွားမိလမ်းကြောင်းကိုဆက်ထွားသွားသည်။မင်းမင်းလည်းနောက်ကျောင်းပြန်မလဲရဲပဲဦးလေးဤအိမ်သို့ရောက်သွားခဲ့ရသည်။မိုက်လိုက်တာမင်းမင်းရဲ့မင်းဖေငါကိုကြီးအကြောင်းလဲမင်းသိရတာ ਨੇ မင်းကိုငါကလက်ခံထားတာအကိုကြီးတိသွားရင်မလွယ်ဘူးမင်းအတွက်ငါလိုအပ်မဲ့အတုံးစီပေးလိုက်မယ လုံးလုံးစဲမင်းပေါင်းတင်တရရောက်အိမ်မှာသွားနေနောက်ပိုင်းအကိုကြီးစိတ်ပြေပြောင်းလို့တက်နိုင်သမျှလုံးမယ်အခုအကိုကြီးသွေးစုသွေးပူနေတော့ဘာမှလုံးလို့ရမှာမဟုတ်ဘူးထို့မှတနေရာသို့ခြေဦးတရပြန်သည်မိခင်ကြီးဤညီမဝမ်းခွဲဒေါ်လေးဝမ်းခွဲအိမ်သို့ရောက်သွားသည် ရောက်သွားချိန်မှာညံ့နေဆောင်အချင်း ဒေါ်လေးတို့လေးမယားအော်ကြီးဟစ်ကျဲပြောဆိုနေကြသည် နောင်ကျင်းပွဲနှင့်တိုးသွားသည်အော်လေးအိမ်ရှိသူအယောက်ခြေလမ်းများတုံသွားသည်အိမ်ပေါ်တက်ရအခဲမတက်ရအခဲဖြစ်သွားသည်ကံဆိုးမှသွားရာမိုးလိုက်လို့ရွာဆိုသည်မှာဓာမျိုးဝေလားဟု ဆိုရာမည်နီနောက်ကြောင့်ပြန်လှဲခဲ့ရပြန်သည် တငယ်ချင်းတွေတဲကဘဲသူစီသွားသွားအစင်မပြေစရာအကြောင်းမရှိသို့တစေမသွားခြင်းတငယ်ချင်းကအကြောင်းမဟုတ် သူတို့မိသားစုနှင့်မလွဲမသွေမျက်နှချင်းဆိုင်ရတော့မည်ဖြစ်ကြောင်းကိုပြောပြရမည်မပြောခြင်းရှက်သည်နေညိုလာပြီးမကြခင်အမောင်ရိတ်တန်းတော်မည် ထမင်းဆိုင်မှာထမင်းဝင်စားပြီးထုံညက်နေအတွက်ကြုံးချရမည်နေရာသို့ခြေဦးတည်လိုက်သည် ထွက်ခဲ့သည် ထွက်ခဲ့သည်ရွှေတကုံဖျားကြီးပေါ်သို့ထိုးစဉ်ဖျားရည်များထံခွင်တောင်းပြီး ရွှေတကုံဖျားပေါ်တွင်မြည်သူမဆိုးအိတ်လိုရသည်အဲစင်းတိုင်ရမည်ခေမဟုတ်သည် ဖျားပေါ်တွင်ဟိုလျှောက်သည်လျှောက်ဥတီယာမရှိမိုးနေရင်မှဘိုးဘအောင်တစောင်းအနီးမှတစောင်းကြီးတစ်ခုတွင်ဝင်ထိုင်လိုက်သည်ထိုတစောင်းတွင်အိယာအိတ်ခင်းနှင့် အကြာနာလဲလျောင်းနေသည်အတန်60ကျော်ပုဂ္ဂိုလ်ကြီးတဦးကိုလည်းတွေ့ရသည် ခုထိုင်နေသည်မှာနာယီဝခန့်ရှိသွားပြီး လဲလျောင်းနေသည့်ပုဂ္ဂိုလ်ကြီးမှာလဲလျောင်းနေရာမှထပြီးဆေးလိတ်ထိုင်တောင်းနေသည်။သူကထိုပုဂ္ဂိုလ်အနီးသို့ရိုးရိုးလေးထသွားပြီးထိုပုဂ္ဂိုလ်အနားတွင်ထိုင်ကာထိုတညတာအတွေ့တစောင်းမှအိပ်ပြရစေဟု ခွင်တောင်းလိုက်သည်။ထိုပုဂ္ဂိုလ်ကသူ့အကြောင်းကိုမေးသည်။သူကအကျဉ်းချုပ်ပြောပြသည်။ကောင်းပြီလေ။ဒုက္ခရောက်လာတော့လေအိပ်ပေါ့။ ထိုပုဂ္ဂိုလ်ကထိုမြသာပြောပြီးနောက်ထပ်ဘာမှမပြောတော့ခဏကြာသည့်အခါထိုပုဂ္ဂိုလ်မှာသူဤအိယာနှင့်မနီးမဝေးရှိ ရေအိုးထဲမှရေဖြည့်မျက်နှာတစ်ပြီးပရိထိုင်စိမ့်နေသည်သူလည်းဖြာချမ်းတစ်ချက်ပေါ်တွင်သူဤအဝေစားအိတ်ကိုကောင်းအောင်ပြီးလှဲနေလိုက်သည် တကြံရဲများအတွင်အင်းရေးပြက်ခဲ့သလိုဒီကနေ့တနေ့လုံးသွာလာလှုပ်ရှားရသောကြောင့်လှဲပြီးမကြခင်အိတ်ပြောသွားတော်သည်ဘယ်လောက်အိမ်မောကြသွားမှန်းကို့ဟာကိုပင်မသိတကိုယ်လုံးကိုလှုံနှိုးလိုက်တော့မှ နိုးလာသည်ဒါတောင်မျက်စီမဖွင့်ခြင်းသည် မနှဲအားယူပြီးဖွင့်လာရသည်မျက်နှာတရားမြင်နေရာကိုလက်ညှိုးညွန်ပြသည် မျက်နှာသိပြီးနောက်မိုးလင်းထုံးစံအတိုင်းဘိုင်းစာလာတော့ကြောင်းလက်ဖက်ရည်သွားတောက်မိအကြောင်းခွင်တောင်း၍ပုပ်ကိုကြီးအတွက်ပါဝဲခဲ့ပြရစီဟုခံယွန်းယွန်းပြောလိုက်ရသည် ထိုပုပ်ကိုကြီးကသူ့အတွက်ဝဲဖို့မလိုကြောင်းပြောပြီးခက်မြန်မြန်ပြန်လာဖို့မှားလိုက်သည် ူလက်ဖက်ရည်ဆိုင်ကပြန်ရောက်သည့်အခါ ထိုပုတ်ကိုကြီးအနားတွင် အမျိုးသမီး၃ယောက်နှင့် အမျိုးသား၂ယောက်ကျုံကျုံယုံယုံထိုင်နေသည်ကို တွေ့ရသည် သူတို့မှာစားတော့ဖွဲရများပါလာဟန်တူသည် သူက သူတို့အနားသို့မသွားတင်သောကြောင့်ခက်လန်းလန်းမှပင် ထိုင်နေလိုက်သည်သူတို့ဘာတွေပြောကြသည်ကိုမှမကြားရ ပုပ်ကိုကြီးကသူရှိတွင်ထိုင်နေသူများအားခေါင်းကိုလဝါဖြင့်သုံးချက်စီပုပ်ပေးလိုက်သည်သူတို့ကလောက်ချီကြော့ပြီးပြန်သွားကြသည် သူတို့ပြန်သွားပြီးနောက်ထိုပုပ်ကိုကြီးကသူ့အားလက်ပြ၍လှမ်းခေါ်သည်မင်းဘယ်တော့အိမ်ပြန်မလဲကျွန်တော်ကအခုပဲပြန်ချင်ပါတယ်အဘအဖေကိုကြောက်လို့မပြန်ရဲဘူးဒါဆို မင်းအိမ်ကိုအမြန်ပြန်ရအောင်ငါလုပ်ပေးမယ်။အဲ့ဒီအတွက်ပထမဆုံးမင်းကငါခိုင်းတာကိုလုပ်ရမယ်။အဲ့ဒါဆိုရင်မြန်မြန်သာခိုင်းမှာအပါရဲ့ကျွန်တော်အိမ်ပြန်ရရင်ဘာမှမဆိုလုပ်ပါမယ်။အေးကောင်းပြီ။မင်းလုပ်ရမှာကဖျားမော်ရီနေထိုင်သည်ဥရွှေထုံးအမည်ရှိဘိုးတော်ရွှေထုံးကသူ့ဘာလုံးရမည်ကို အသေးစိတ်ပြောပြသည် လက်တွေလုံနီးလုံဟန်ကိုလည်းတင်ပြပေးသည်စွကြဲအင်ကြီးနှင့် လုံကြီးကိုဖယိုဖျဲဝိ၍လဲပင်တွင်ပရီးတကုံးဆွဲထားသည်ဓာစကားပြောဘိုးတော်ဘကောရှိ အမိပေါ့ဘိုးတော်လေးတယောက်ပေါ်ပေါက်လာသည်သူကလူသားများပြောရိုးပြောစဉ်စကားမျိုးမပြော လူအများနားမလဲသည်မြည်သည့်ဘာသာစကားဟု၍မပြောနိုင်သော ကရုကရုကရိကရော တော်တော်တက်ကနီဝရဝဒိန်စားသည့်အတန်မျိုးထွက်သည့်ဒါစကားပြောသည် တပတ်အတွင်းဘိုးတော်ပကောရှိအနာမှာဘိုးတော်လေးဤဓာကူးခံမိသူတွေဝိုင်းအောင်လာသည်တကူးခံမိသူဤလက်ကလေးကိုသူဤညာလဲနှင်ဆွဲပြီးဝရုဝရောဝရဝရီတွေပြောပြီးတကူးပေသည် ဘိုးတော်ပကောရှိဓာခုခံရန်ရောက်လာသူကလက်ကလေးကိုကင်၍ဓကူးပေးနေစဉ်ဓကူးခံရသူကမိမိမနှောတွင် အလိုရှိရာကိုနှလုံးသွင်းရည်မှန်းချက်ထား၍အတန်တေတောင်းဆိုနေရမည်စီပါရေးကျမ်းမာရေးပညာရေးယာရူးတိုးတက်ရေးစသည်မိမိအလိုရှိရာကို စိတ်မှတ်ဖြင့်တောင်းရမည် ရာကူးခံမိသူကဘဲလိုအနေထားနေထိုင်၍ဘဲလိုပဲပုံလုံးရမိကိုတော့ဘိုးတော်ရွှေထွန်းကဘေးမှပျော်ပြသည် ကိုလိုရှိရာကိုယုံယုံကြည်ကြည်နဲ့အာယုံဆိုင်ပြီးတော့တောင်းစိတ်မပြန့်လွင့်စေနဲ့လိုရာပြီးမြောက်ခရီးရောက်လိမ့်မယ်ရကန်းစင်တော်ဆရာတော်ဖျားကြီးရဲ့ဓာတ်ဆက်ခံထားရတာဘာညာဘာညာစသည်များကိုတော့ဥရွှေထွန်းကဘေးကနေရွှီပေးသည် ဓာကူးချိန်မှာတယောက်၁၀မိနစ်ခန့်ဓာကူးပေးပြီးရင်ဘိုးတော်ပကောရှိက သူ့လယ်ဘေးမှာပရီးကိုချွေ၍ဓာကူးခံယူကောင်းပေါ်သို့ပရီးနှင့်၃ချိန်တက်ပေးသည်ဓာကူးပေးကအတွေ့ဘယ်၍ဘယ်များဟု၍တမန်နှုံတာ ပုံသေးတမန်မထား သို့သောပကောရှိထိုင်သည့်နေရာနောက်ဖက်ရှိ အုံငပြောပွဲတဲ့သို့စေတနာအလျောက်ငွေကြေးထည့်ဝင်ကြရသည် စေတနာအလျောက်ဆိုသည်မှာသတ်မှတ်ချက်ထားရှိသည့်ထက်ပင်ပို၍ရသည်ဘိုးတော်ရွှေထွန်းကအရှိကောင်းကောင်းပကောရှိကလည်းပြကွယ်ကောင်းကောင်းပကောရှိဆိုသောနာမည်ကစံကျဲသည် သူ့ရဲ့နှုတ်ထွက်တဲ့စကားကလည်းစံကျဲသည် ကန္နာဤဝိဇာခยีပေါ့သူနာမည်ကြီးရကန်းစင်တောင်ဆရာတော်ကြီးဤဓာတ်ဆက်ပုပ်ကိုဆိုတော့လေဘာပြောစရာလိုတော့မှာလဲရွှေတကုံဖျားပေါ်မှာဘိုးတော်ပကောရှိစမ်းထသွားခဲ့ဘူးသည်အံ့ဩစရာဟုသည်ကြာရှည်မခင်မှာဆိုတော့အီတလီစကလုံးအတိုင်းဘိုးတော်ပကောရှိလည်းကြာရှည်မခံလိုက်ပါ ဖုန်ကြီးယူနေလှေလူးဆိုသောစကပုံရှိပါသည် လွယ်လွယ်ကူကူယုံလွယ်တတ်သည့်ဓလေးစရိုက်ရှိသောမြမလူမျိုးများနှင့်လိုက်ဖက်သည့်စကပုံမှာဖုန်ကြီးယူနေလှေလူးဟုသောစကပုံဖြစ်ပါသည် ခင်မောင်အင်းနေတရောင်ထုံးတို့မှာမိမိကိုယ်ပိုင်စူးစမ်းမှုဇွဲလုံးလဝရိယတို့ကိုအခြေခံ၍ကြောင်စိန်လောကတဲသို့လက်တွဲဝင်ရောက်ပြီးကံဒီဟူသောအလုပ်ဖြင့်စီးပွားရေးလုပ်ကင်ခဲ့ရာ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ရှောင်းလန်းနိုင်သည့်အစဉ်သို့ရောက်ခဲ့သည်တို့တစေမကောင်းမှုနှင့် တစေတပိုင်းဆက်သွယ်နေသည့်သူတို့လုပ်ငန်းမှာတဖြည်းဖြည်းလုံးွက်ပေါင်း ကျင်းသွားသည်အထင်းအကောအကြံအမှန်တင်းကြံလာသည် သူတို့လောကသားတို့မှာရာဇဝင်းမှုပြစ်ဒဏ်ထိုက်ပြီးလုံးဒီစားဘဝတို့အပြောင်းအလဲရှည်လာကြသည် သူတို့လည်းခြေလမ်းမကျဲရဲတော့ခြေလမ်းတုံး၍ခြေလမ်းဆုပ်လိုက်ရသည်လက်ထဲမှာငါးသိန်းနှစ်တောင်းနေဝယ်ထားသည်ကြောက်ဆဲပွင့်ခုနှစ်သိန်းနေဝယ်ထားသည်ကြောက်တပွင့်ရှိနေသည် အခြေအနေမကောင်းသည့်အလျောက်တံမိုးကြီးကြောင်များခါတိုင်းလိုအဝယ်မလိုက်အယောင်အဝယ်မတွဲဖြစ်နေသည်လာရောက်နာဆင်အားပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။